္လာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အကြမ်းဖက်မဲအောင်လိုက်ကယာယီသမရဖြစ်သူ့ကိုယ်သူယာလူလွှဲပြောင်းပေးရကြောင်းပြင်ညာပါတယ်မန္တလေးမြို့မှာဒေါက်တာတေစာဆန်းကလူထုစီရီယမ်နဲ့ဘူးတပိတ်ဝိုင်းကောက်အန်ဆိုရှယ်ပန်နစ်မန့်လှုပ်ရှားမှုကိုပြုလုပ်ခဲ့ပြီးမန္တလေးသူမန္တလေးသားတွေအဆုံးသတ်တိုက်ပွဲတွေအသင့်ဖြစ်နေပြီလို့ဒေါက်တာတေစာဆန်းကပြောတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ယာယီသမရမြင့်ဆွေဟာလက်ရှိကျမ်းမာရေးအခြေအနေအရစေကူတမှုခံယူနေရတဲ့အတွက်အကျန်းဖက်မေးအောင်လိုက်ကယာယီသမရအဖြစ်သူ့ကိုယ်သူရာထူးလွှဲပြောင်းပေးရအကြောင်းကြေညာလိုက်ပါတယ်။အမျိုးသားကာကွယ်ရေးနှင့်ကာကွယ်ရေးလုံခြုံရေးကောင်စီတံယာယီသမရရုံးကယာယီသမရတာဝန်တွေကိုအကျန်းဖက်မေးအောင်လိုက်စီကိုဂျွဲလ22ရက်နေ့17ရက်ခွဲအချိန်ကလွှဲပြောင်းအနှံလိုက်တယ်လို့အကျန်းဖက်စစ်ကောင်စီကကြေညာပါတယ်။မေးအောင်လိုက်ဟာသူ့အနေနဲ့သမရလှုပ်လို့ကြောင်းမကြာခဏ ထုတ်ဖော်ပြောဆိုခဲ့တယ်။တမရယူယူနေသူတိုးဖြစ်ရာအခုလဲတမရယာတို့လွှဲပြောင်းရယူမှုမှာလဲအခြေခံဥပဒေမှာပြဋ္ဌာန်းချက်ပါဝင်ခြင်းမရှိပဲတမရယာတို့ကိုရယူလိုက်တာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့မန္တလေးတပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းဦးဆောင်ပြီးလုံခြုံရေးတင်းကျပ်ထားတဲ့မန္တလေးမြို့မှာဆက်အနာရှင်စန့်ကျင်ရေးလူမှု CDM နဲ့ဘူးတပိတ် Boycott and Social Punishment လှုပ်ရှားမှုကို ပြုလုပ်ခဲ့လို့သိရပါဗျ။ဒေါ်လန်ရေးကြီးစကလေးကလူမှုတရက်လုံးဆွဲကန်ခဲ့တဲ့လူမှု CDM နဲ့ဘူးတပိတ် Boycott and Social Punishment လှုပ်ရှားမှုတွေကိုအခုချိန်မှာအစွမ်းကုန်အရှိန်တင်ကြဖို့အတွက်လိုအပ်နေပြီလို့လည်းဒေါက်တာတေဇာဆန်းကပြောဆိုတိုက်တွန်းထားပါဗျ။အခုဆိုရင်ဘူးတပိတ်လို ို့ဆိုလိုက်ရင်ပြည်သူများနားလည်သဘောပေါက်ကြပြီအကြမ်းဖက်စစ်အုပ်စုကိုငါတို့ပြည်သူတွေအားလုံးကလက်မခံဘူးမပူပန်ဘူးမနာခံဘူးအခွန်အခမပေးဘူးစတဲ့ငင်းဆန်မှုတွေကလည်းဖက်စစ်တပ်အခုကြံစီနေတဲ့အတူရောင်ရွေးကောက်ပွဲကိုလက်မခံဘူးမဲထွက်မပေးဘူးအစရှိသဖြင့်လူတို့အနေနဲ့ဘူးတလုံးဆောင်ကစစ်အာဏာယူကိုသွေးပြက်ခြောက်ချားအောင်ထိုးနှက်ကြဖို့လည်းတိုက်တွန်းထားပါတယ်တလိုင်းမီတလိုင်းအရှိန်မြင့်လာတဲ့စစ်ရေးတိုက်ပွဲနဲ့ဟန်ချင်းညီစွာ လူမှုတိုက်ပွဲ ်လူမှုလှုပ်ရှားမှုတွေကိုလည်းရက်ကုန်လွှင့်ဖော်ဆောင်ကြမှာဖြစ်ပြီး ပြည်သူတွေအလုံးစစ်အာဏာယူတွေကိုငုံမခံပဲတုံ့ပြန်ကအထွေထွေအာဏာဖီဆန်အုံကြွတော်လန်ကြရန်အချိန်ကြပြီလို့လဲဒေါက်တာတေဇာစန်းကပြောဆိုထားပါဗျ။ဒါအပြင်အညာမြေမြို့ရွှေမန်းမှာကို့ပြည်သူတွေနဲ့ပြန်လည်ထိတွေ့ဖြစ်ပြီးအညာမြေမြို့ရွှေမန်းဟာပြည်သူ့ຫນွေဦးတော်လန်ရေးကြီးခီးချမ်းကြီးမှာမြို့သူမြို့သားတွေရဲ့စီလုံးညီညွတ်အားနဲ့အတူမရိုင်းမလဲခိုင်မြဲစွာခြစ်တက်နေကြရလို့လဲသူကဆက်လက်ပြောဆိုပါဗျ။ အခုအချိန်မှာလဲမန်းသူမန်းသားတို့ဟာအဆုံးသတ်တိုက်ပွဲတွေအသင့်ဖြစ်နေတာကိုရွှေမန်းမြေကိုပြင်ရောက်တဲ့အခါမျက်ဝါးထင်ထင်တွေ့မြင်ရတဲ့အတွက်အထူးပဲအားတက်ရတယ်လို့ဒေါက်တာတေဇာဆန်းကပြောပါတယ်ရှင်။ ရှမ်းပြည်နယ်တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်နဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်တို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်သားမတာလောင်း20နဲ့လက်နက်ခဲယမ်းတွေကိုတင်ဆက်ရရှိခဲ့လို့တရင်နယ်လေးကပြောပါရယ်။မန္တလေးမြို့အရှိပန်းပန်းမထိတ်ရွာအနီးနဲ့အချင်းထောင်မှာရှိနေတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတောင်းမြို့သားလူမျိုးရေးတက်မလို့တရင်နယ်လေးနဲ့ PDF မိုးကုံပြူဟာပူပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးအကြမ်းဖက်စစ်သားမတာလောင်း20နဲ့လက်နက်ခဲယမ်းတွေကိုတင်ဆက်ရရှိခဲ့တာလည်းဖြစ်ပါရယ်။ တဲ့ဘွဲတွေမှာအကြက်ဘက်စစ်တပ်စီကနေလက်နက်ငယ်ငါလဲ drone တစ်စီးနဲ့အခြားစစ်သုံးဆောင်ပစ္စည်းတွေကိုတင်ဆက်ရပြီတာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အလားတူနောင်ချုံမြို့နယ်တဲခေါ်ရွာကအကြက်ဘက်စစ်ကောင်စီတပ်စခန်းကိုထိုးစစ်ဆင်တက်ခတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ကြောင်မဲမြို့နယ်ကအေရှာဝေါ်ဂိတ်နဲ့နက်စီလင်းဖုန်းကြီးကျောင်းမှာတက်ဆဲထားတဲ့အကြက်ဘက်စစ်ကောင်စီတပ်သားတွေကိုလည်းတောင်းတမတော် TNL တပ်ဖွဲ့ကလိုက်လံရှင်းလင်းရာတိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါဗါတယ်ရှင်။ ဒီတစ်ခါမှာတော့တင်းနိုင်တန်းရေဖြူမြို့နယ်ကံပေါက်ကလင်အောင်လမ်းပိုင်းတနေရာမှာမောရဝတီရေတပ်ကအရာရှိတွေလိုက်ပါလာတဲ့အင်စီကားကိုပြစ်ခတ်တတ်ခတ်ခဲ့ရမှာအရာရှိတဦးပါဝင်နှစ်ဦးဟာသေသွားပြီးကားဟာလမ်းဘေးကိုထိုးကျတော့တယ်လို့ဒေါနာတက်ခွဲချဝေဟင်တက်ခွဲကတာဝန်ရှိသူတို့ကပြောပြပါတယ်ဂျွမ်လာ19ရက်နေ့မှာမောရဝတီရေတပ်ကနေကလင်အောင်မြို့ဘက်ကိုထွက်ခွာလာတဲ့ရေတပ်အရာရှိနဲ့စားအဖအတွေလိုက်ပါလာတဲ့အင်စီကားကို ကံပေါက်ကလင်အောင်လမ်းပိုက်တနေရာမှာမိုင်းဆွဲတက်ခတ်ခဲ့ရကနေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲတက်ခတ်မှုတွင်မှာအကြက်ဖက်စစ်တဲ့အရာရှိတဦးနဲ့တက်ကြက်အဆင့်ရှိသူတဦးတို့တေဆုံသွားပြီးနောက်နှစ်ဦးဟာဒဏ်ရာရရှိခဲ့လို့ဒေါနာတက်ခွဲချဝင်းတက်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရရှင်။ ရခိုင်သတင်းတပေါကိုတင်ဆက်ပေးကြပါရစေ။ရခိုင်ပြည်နယ်အတွင်းစေဝါပြက်လက်မှုဟာအဆိုးဆုံးအခြေအနေကိုရောက်ရှိနေပြီးနာတာရှင်ဝေနာရှင်တွေအသက်အန္တရာယ်ဆွေးနေရလို့ဒေသတွင်းသတင်းမြစ်တွေစီကသိရပါရစေ။စေဝါပြက်လက်မှုကြောင့်လက်ရှိအချိန်မှာအရေးပေါ်လူနာတွေနဲ့နာတာရှင်ယောဂဝေနာရှင်တွေဖြစ်ကြတယ်။အောင်ကျော်နှလုံးသွေးကင်စာ၊လေပင်ကင်စာအသက်ကြောက်ကန်တဲ့ HIV ရှိသူတွေဟာအ धिक အခက်အခဲဖြစ်နေရလို့လည်းစုံစမ်းသိရှိရပါရစေ။အာယုံကျော်အားနည်းရာကနေစေဝါပြက်လက်မှုကြောင့် 怎么够大家来赚？ ကျမ်းမာရေးဟာအလွန်ဆိုးရွားနေရလို့လေအာယုံကျောယောဂါကိုခံစားနေရတဲ့ဖခင်ဖြစ်သူတဲ့ဝိညာဉ်ကိုတမိဖြစ်သူကပြန်လဲပြပြပါဗါတယ်။2023ခုနှစ်တကြော့ပြန်တိုက်ပွဲစတင်ချိန်ကလေးကရခိုင်ပြည်နယ်တွင်ရေလန်းကုန်းလန်းအားလုံးကိုအကြက်ဖက်စစ်ကောင်စီကပိတ်ဆို့ခဲ့တဲ့တွေ့။အဲ့ဒီအချိန်ကစတင်ကဆေးဝါးတွေပြက်လက်နေရလဲဖြစ်ပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်မြောက်ပိုင်းကိုအရခတက်တော်အေအေကသိမ်းပိုက်ထိန်းချုပ်ထားပြီးတဲ့နောက်အိန္ဒိယပလက်ဝရခိုင်နယ်ဆက်ကိုဖွင့်ပေးကအခြေခံစစ်တောက်ကုန် ဆေးဝါးတွေနဲ့စက်သုံးစီတွေကိုတင်သွင်းခွင့်ရရှိခဲ့ပြီးမှလည်းလက်ရှိမှာအိန္ဒိယနယ်စပ်မီဇိုရန်ပြည်နယ်လူငယ်တွေကနယ်စပ်ဂိတ်တွေကိုပိတ်ပင်ထားတဲ့အတွက်ရခိုင်ပြည်နယ်အတွင်းဆေးဝါးပြက်လက်မှုတွေပုံမဆွရလာတာလည်းဖြစ်ပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့နယ်မှာမနေ့ကတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အတွက်တော်လရင်တပေါင်းစုတွေကလည်းတဖြည်းဖြည်းစိတ်ဝင်ရောက်ရှိနေပြီလို့ဒေသနေပြည်သူတွေကပြောပါရယ်မနေ့ကအထက်မှန်အိုင်ရေကန်တောင်နဲ့ဆူတောင်းပြည်ဘက်ကပြစ်ခတ်တံတွေဇက်တက်ကြနေရပြီးစစ်ကောင်စီတပ်ကမဲဟန်တောင်ကျောတလျှောက်နဲ့လာရှုမြို့ပြင်ဘက်ကိုလေနဲ့ဘုံကျဲတခတ်ခဲ့လို့လည်းသိရပါရယ်ဒါအပြင် လာရှုမြို့ရက်ွက်လေးနယ်မြေ၁၆မှာလည်းပြန်လည်ပြစ်ခတ်မှုတွေပြင်းထန်စွာဖြစ်ပွားပြီး ၅ဝါသီလအကြောင်းကိုတော်မိလောင်နေရလို့လေဒေတာနေပြည်သူတွေကပြောပြပါရတယ်။စစ်ကောင်စီရဲ့လေချောင်းဘုံကျဲမှုနဲ့လက်လက်ကြီးပြစ်ခတ်မှုတို့ကြောင့်လာရှိုးနားမခေါ်ရက်ွက်ကမိဘမဲ့ကလေးကရာကကလေးငယ်တူဟာတေဆုံးခဲ့ရလို့လည်းသိရှိရပါတယ်။ MND ကတော့တရုတ်နိုင်ငံရဲ့တောင်းဆိုမှုအရာဂျွမ်လာစကူရနေ့ကနေဂျွမ်လာ31ရက်နေ့တည်းအပြည့်ခတ်ကိုရက်စဲထားတယ်လို့ဆိုထားပြီးမှလည်းစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတက်ခတ်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်နေရလို့လည်းသိရပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။